ကျမယောက်ျားတွေကိုသတိတစ်ခုပေးကြလေးရှိတယ်เนาะအဲ့ဒါဘာလဲဆိုတော့ယောက်ျားတွေကလေအဲကျမတို့ဒုတိယမိန်းကလေးယောက်နဲ့တွေ့လို့ထပါတော့ပြောပါပြီးမှသူတို့ဒီအမိန်းကလေးနဲ့တာယာနေပေါ့နော်ဒါကိုရှင်တို့အမျိုးသမီးတွေတည်သွားတဲ့အခါမှာရှင်တို့စိတ်ထဲမှာတည်ပြီးသားငါမိမငါ့ကိုမကွဲနိုင်ဘူးကလေးရှိတယ်ငါ့ကိုဘယ်တော့မှဒီလိုလုံးမှာမဟုတ်ဘူးဆိုယုံကြည်မှုရှင်တို့မှာပြည့်ရှိပြီးသား ရှင်တို့တောင်းပန်လိုက်ရင်เนาะဒါမှမဟုတ်ငိုပြလိုက်ရင်နောက်တစ်ခါဒီလိုမဖြစ်စီရဘူးလို့ဂရီပေးလိုက်ပြီဆိုရင်ဒိုမီမာတွေအားတို့ကိုခွန်တော်တယ်ဆိုတာကိုဇက် ARTN အမျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ဆောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျမယောက်ျားတွေကိုတတိတခုပေးကြလေးရှိတယ်เนาะအဲ့ဒါဘာလဲဆိုတော့ ယောက်ျားတွေကလေအဲကျမတို့ဒုတိယမိန်းကလေးယောက်နဲ့တွေ့လို့ထပါတော့ပျော်ပါပြီးမှသူတို့ဒီအမိန်းကလေးနဲ့တာယာနေရပေါ့နော်ဒါကိုရှင်တို့အမျိုးသမီးတွေတည်သွားတဲ့အခါမှာရှင်တို့စိတ်ထဲမှာတည်ပြီးသားနာမည်မငါ့ကိုမကွဲနိုင်ဘူးခလေးကြီးရှိတယ်ငါ့ကိုဘယ်တော့မှဒီလိုလုံးမမဟုတ်ဘူးဆိုယုံကြည်မှုရှင်တို့မှာပြည့်ရှိပြီးသားအဲ့တော့ရှင်တို့တောင်းပန်လိုက်ရင်เนาะဒါမှမဟုတ်ငိုပြလိုက်ရင်နောက်တစ်ခါဒီလိုမဖြစ်စီရဘူးလို့ဂရီပေးလိုက်ပြီဆိုရင်ဒုမိမာတွေကတို့ကိုခွန်တော်တယ်ဆိုတာကိုရှင်တို့သိပြီးသား တကယ်လည်းမိမတွေကခွန့်လွှတ်ကြပါတယ်ဒါပေမဲ့အဲ့လိုခွန့်လွှတ်လိုက်ခြင်းကရှင်တို့ကလေအဲ့ဒီအခွင့်အရေးကိုအလွဲသုံးစားလုပ်ဖို့မဟုတ်ဘူးဆောင်မမင်းနဲ့တိလာဒီအခွင့်အရေးကိုပေးခြင်းကရှင်တို့နောက်တစ်ချိန်ထပ်ပြီးမှလုပ်ဖို့အခွင့်အရေးပေးတာမဟုတ်ဘူးမိမတွေကလေအတေးမှတ်ကြည့်ရဲ့မိမတွေကအမတ်တညာအယံကြီးတာသူတို့စိတ်မှာနာကျင်နေတဲ့အရာဘယ်တော့မှမဖြစ်ဘူး အကြောင်းကြောင်းကြောင့်သာရှင်တို့နဲ့လက်မခွဲဘဲနဲ့ဆက်သွားကြသွားလိမ့်မယ်။ဒါပေမဲ့သူ့စိတ်ထဲမှာမှတ်ထားတဲ့သူ့ရဲ့နာကျင်မှုသူဘယ်တော့မှမမေ။စကလုံးဝအဆောက်နော်အဖြစ်ပြက်အရာအလုံးကို အတိအကျအကုန်လုံးကိုမှတ်မိနေတာ။ရှင်တို့ပြောခဲ့မှုတဲ့စကားတွေရှင်တို့ပေးခဲ့တဲ့ဂရီတွေနော်ဘယ်တော့မှမမေ။အမိမတွေအကျင့်ပဲ။အဲ့တော့မိမတွေကရှင်တို့ နော်ရှင်တို့ရဲ့ပြန်လဲပြုပြင်ပြီးတော့မှစ조사ယူမယ်အခြေအနေတခုလက်ခံပေးခြင်းဟာဆိုလို့ရှိရင်ဒီပိုကောင်းလာမလားဆိုလဲမျောလင်းချက်တခုနဲ့အခွေးတခုစပေးတာအဲ့လိုအခွင့်အမျိုးကိုပေးလို့ရှိရင်တေချာတမိုးထားပါနော်ဒီကုဒီမရဲ့ကြီးဒီမိမကြီးကိုမချစ်တော့လုံးဝမဖောင်းယူဆိုတော့သဘောပေါ်တမျိုးပေါ်နော် ကိုကဒီမိမကိုကိုတရားဝင်လက်ထက်ယူထားတဲ့ကိုချစ်လို့ယူထားတဲ့ဒီမယားကြီးကိုလုံးဝကွဲနိုင်တဲ့ခံစားချက်မရှိဘဲနဲ့ထပ်ပြီးမှလုံးဝတွေးလို့မဆန်နဲ့မိမတွေကတကယ်ပြတ်သားပြီဆိုရင်တော့လုံးဝလည်းမကြည့်လို့တာပတ်တော့မှလည်းမကြည့်လို့တာအရင်ပြတ်သားတာမိမတွေရက်ဆက်ပြီဆိုရှင်တို့ယောက်ျားကြီးလည်းတာတယ်အဲ့တော့ရှင်တို့မမိနဲ့အဲ့တော့ကျမတို့ကဟိုပေါ့နော်ယောက်ျားဆိုတော့ယောက်ျားတပါဝါအပျော်ပါမရှိဘူးမဟုတ်ရှိကြတယ်ရှိပြီမဲ့ အလွန်ကြုံမဖြစ်စေနဲ့ကိုမိမတိလို့ကိုမိမသည်တေတေချာချာဂရီကုဝနဲ့စကားကိုတေချာပြောပြီးရှင်တို့ကိုတေချာအချိန်ပေးပြီးဂရီတောင်းပြီဆိုရင်အဲ့ဒါဒိန်ဂျာပဲနော်အဲ့ဒါအရန်အန်ဒီရဲ့ကြီးတဲ့အခြေအနေတစ်ခုဖြစ်တယ်အဲ့တော့ကိုရဲ့အတားတစ်ခု ਨੇ တိတ်ကြီးနောက်တစ်ချိန်နောက်တစ်ချိန်ထပ်ပြီးမသွေးလို့မဆန်းကျင်တယ်ကျမထင်တာပြောမယ်နော်ဒါကျမရဲ့အမြင်ကိုပြောတာပါမှားကျင်လည်းမှားပါလိမ့်မယ်ပထမတစ်ချိန် ဒုတိယတစ်ကြိမ်တတိယတစ်ကြိမ်၃ကြိမ်လောက်ထိမိမလေးခွင့်လွှတ်ကြတယ်။၃ကြိမ်ကျော်သွားပြီဆိုလို့ရှင်တော့လုံးဝလက်မကြည့်တာများတယ်။အများစုပြောရနော်။ဒါပေမဲ့အဲ့ဒီမိမအုပ်စုထဲမှာမှဒီယောက်ျားရဲ့ပေါ့နော်ရှောက်ွေကျွေးမှုမှုနဲ့ဒီယောက်ျားကိုပဲမိကိုအားထားပြီးနေရတဲ့မိန်းမတွေကတော့မတက်တာလို့သာဆက်သွားခြင်းသွားမယ်။ကိုကုံကိုအားနဲ့ရေးချင်းရှိတဲ့မိန်းမတွေရအောင်ရှင်တို့သွားပြီးသူတို့မဆက်နဲ့။မိန်းမတွေကအရင်စိတ်မာတာနော် ရှင်လို့မသိလို့တကယ်ထတ်တဲ့မိမတွေတကယ်အရေးချင်းရှိတဲ့မိမတွေကကိုယောက်ျားတယောက်ကိုတကယ်ချစ်လို့အကောင်းဆုံးเนาะကျမတို့ချစ်ပေးပြီးနောက်ပိုင်းမှာအကောင်းဆုံးခွင့်လွှတ်ပေးပြီးရနောက်ပိုင်းမှာရှင်တို့ထပ်ပြီးတွေ့လို့တော့မဆန်နဲ့တွားပြီးအဲ့ဒီအန်မင်းရှင်တို့နောက်ဘယ်တော့မှပြန်ပြီးတော့မှသူမနဲ့အတူတူရှင်တို့အတူနေချင်လို့မရတော့เนาะချို့ယောက်ျားလေးရှိတယ်ဒုတိယမိန်းလေးနဲ့တွားပြီးမှ နေကြည့်သေးတာပေါင်းကြည့်သေးတာချင်းနေမကောင်းတော့မိမစီပြန်လာတာပေါ့เนาะ ြင်လာတဲ့ခါကျတော့မရတော့ဘလို့မှမရတော့အဲ့တော့ကျမတို့နောင်သားဆိုတော့နောင်မရလေနော်ပြန်လည်းပြင်ဆင်လို့မရဘူးနည်းနည်းတတိထားဖို့ကျမဒီကနေတတိပေးတာမိန်းမတွေပြတ်သားပြီဆိုရင်ဘာနဲ့မှမတူရှင်တို့ကတော့မမီးနဲ့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုအမြင်ကိုခန်းစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။